နှစ်ကျွန်ခံရတဲ့ထမင်းနော်တလုံးမှမစားဘဲနဲ့ရှင်ပိစကဗုဒ္ဓကိုလှူလိုက်တယ်အဲ့လိုဖြစ်တော့လူတွေကတခါတည်းတိတ်ပြီးတော့ဝန်းတာပြီးတော့တာရုခေါ်ရပါလို့ကောင်းကြည့်ပြီးတော့ခါရက်ကိုဘာနဲ့တူလဲမုံများချင်းသလိုပဲတဲ့နော်တမျိုးလုံးပါတယ်အုပ်ကြကြဖြစ်သွားတော့တတိယတတိယဘလို့ထင်လဲအာဒီကောင်ဒီလောက်ကောင်းတဲ့ထမင်းမစားတတ်လို့ပေါ့လေနော်ကိုယ်ကားဖြစ်လို့လူတွေကတော့ရီးကုန်ပြီပေါ့ဒါနဲ့ထွက်မေးဘယ်လိုလုံးဆိုဒီလိုမဟုတ်ဘူးအခုဒီလိုလှူလိုက်လို့ဆိုတော့မှတတိယပြောတာအေးငါတငါတက်တယ်လို့ငါ ဲ့တော့ခုဒါနပြုနေကြတာဘာလို့ဘာကြောင့် ပြုနေကြတာအကျိုးလိုလို့ပြုတာပေါ့နော်အကျိုးလိုလို့ပြုတာအဲ့တော့ဥစဉ်လို့ဗုဒ္ဓဘာသာအနေနဲ့ပြောမယ်ဆိုရင်တန်ត្រာကြီးမှာအရှိရှိဥစဉ်လို့ကျင်လဲလာခဲ့ကြတော့ဘူးအဲ့ဒီတန်ត្រာတစ်ချောင်းမှာဥစဉ်လို့ပြုခဲ့တဲ့ဒါနတွေဘယ်လောက်များမလဲဟင်ဘဝတွေမရင်မတွန်းနိုင်ဘူးဆိုတော့အဲ့ဒီဘဝတစ်ဘဝမှာဒါနပြုခဲ့တာတွေဘယ်လောက်များလဲစဉ်းစားကြည့်နော် ဒါနဲ့ပြောရစားပေးခဲ့ကန့်ခဲ့တာတွေပေါ့ဟုတ်လားသာသနာနဲ့တူလို့တူခဲ့တာတွေကြတော့ဒါကောင်းတာပေါ့အဲ့ဒါတွေဟာအစင်းသိရှိတယ် install အဲ့ဒါတွေကအကျိုးပေးမလို့စောင့်လားเนาะအဲသူတို့ခေါ်တိုင်းချူးယူတိုင်းငါအကျိုးရမှာအဲ့ဒီသူတို့ခေါင်းကြီးချူနေရပါတော့ဒီဘဝဒါနပြုဒါနနဲ့ဒါနကိုချူးယူရကြိတ်ကြင်ဆွဲယူတာဒါမှမဟုတ်အခုဒီဘဝဒါနပြုတယ်ဆိုတာတနည်းအားဖြင့်ပြောရင် အဲ့ဒီနောက်ဘဝတော်ပြုတ်ခဲ့တဲ့ဒါနစေတနာကြီးအကျိုးပေးခွင့်ရအောင်တရားနေပြီးတော့ဖန်တီးပေးနေတာအဲ့ဒီလိုမြင်ရတယ်နော်ကို့မှာဒီဒီဒီကံကြီးအများကြီးရှိတယ်အကောင်းတဲ့ကံလည်းရှိတယ်မကောင်းတဲ့ကံလည်းရှိတယ်အဲ့ဒီကံကြီးအကျိုးပေးခွင့်ရအောင်ဆိုတော့ဒီကဒါနနဲ့နော်လမ်းဖွင့်ပေးနေဟိုရှင်းတော့ရေတွင်းရေတွင်းသေးသေးတူးတဲ့ခါကျတော့ပိုက်နေမှလားရေမလာဘူးဆိုရေချူတယ်ဆိုတာရှိတယ်မလားဒီကိုကပထမရေထည့်ပေးလိုက်ရတယ်ပြီးတော့ပြန်ဆောက်လိုက်တဲ့ခါကျတော့ရေလိုက်ဟမ် အဲ့ဒီလိုပေါ့သူကဒါနနဲ့ဟိုကဟာဆွဲယူတာချူးယူတာနော်ဒါကြောင့်မို့သူတို့အခုခင်မှာလည်းပြောကြတယ်အင်းလောကရဲ့ဒီကောင်းတဲ့အရာဝတ္ထုတွေပစ္စည်းတွေအခြေအနေတွေလိုချင်ရင်တဲ့ပထမဆုံးမင်းကပေးရမယ်နော်ပထမဆုံးမင်းကပေးမှဒါတွေရမယ်မပေးမှမရဘူးဘာကြောင့်လဲဆိုခုနလိုပေါ့ဒါနနဲ့ဒါနဟိုဒါနအကျိုးကိုဆွဲယူတာမျိုးနော်ဒါကြောင့်မို့ပေးကမှုဒါနကိုဒါဘာသာတိုင်းက ကျင့်ဖို့ရတိုက်တွန်းတယ်เนาะဒါဗုဒ္ဓဘာသာနဲ့မဟုတ်ဘူးခရိယံလည်းခရိယံလိုက်ဒါနရှိတာပဲမွတ်စလင်လည်းမွတ်စလင်လိုက်ဒါနရှိတာအဲ့လိုဒါနအကျိုးပင်ခွေတန်အောင်လုပ်တဲ့ခါမှာလည်းပဲပြက်ပြက်သားသားရဲရဲရင့်ရင့်နဲ့တကယ်ယုံယုံကြည်ကြည်နဲ့လုပ်ရင်တကယ်အကျိုးပေးတယ်เนาะရှင်းတော့ဝတ္ထုတစ်ခုအနေနဲ့လိုလိုပဲပြောเนาะဒီရှင်းတော့ကတတိတယောက်ရှိတယ်အဲ့ဒီတတိယသိချမ်းတာတော့ကို ော်တော့ရေချိုးခန်းကြီးဆောက်ထားလိုက်တာတသိန်းကုန်နေတဲ့နော်ရေချိုးစရာအခုခေတ်ဆိုတက်ပေါ့လေအဲ့ဒါမျိုးကတသိန်းကုန်နေတဲ့သူထိုင်စရာဖန်နဲ့လှုပ်ထားတဲ့ခုံကတသိန်းကုန်နေစသည်စသည်ဖြစ်ရှိတယ်ပေါ့သူကနေတိုင်းနေတိုင်းကတော့တထောင်တန်းထမင်းစားတာနော်တလတစ်ခါလာပြီးနေကြတယ်သူကတသိန်းတန်းထမင်းစားအဲသူထမင်းစားတော့မယ်ဆိုတန်းမြို့ကျင်းချလိုက်သေးတယ်လာကြည့်လိုက်ကြငါဘလောက်ဟန်တယ်ငါဘလောက်ချမ်းသာလဲဆိုလူတွေလည်းပွဲကြည့်သလိုသွားကြည့်ကြလာနော် တနေ့တော့တော်တော်ရလာတဲ့လူထင်ထင်ထင်းလာရောက်တဲ့လူကသွားကြည့်တယ်ပေါ့လေသူမိတ်ဆွေအိမ်တဲပြီးတော့သွားကြည့်တော့သူအဲ့ဒီအဲ့ဒီသမီးစားချင်တဲ့စိတ်ပေါ်လာဘယ်လို့မှဘာလို့လို့မရအောင်နှိမ်လို့မရတော့သူရဲ့ဟိုစားချင်တဲ့စိတ်ဒါနဲ့သူမိတ်ဆွေပြောတယ်ဟေးငါတော့ဒီသမီးစားချင်တယ်ကွာဟာဟေးကောမဖြစ်ဘူးမင်းသားတတိစားတာတသိန်းတန်ငါအဲ့ဒါမစားရရင်တော့ငါသေလိမ့်မယ်စားရမှပဲငါတော့ဖြစ်ဒါနဲ့မိတ်ဆွေကသွားပြီးတော့တတိသွားပြောတယ်ဟိုတတိပေါ်လေလူလူပဲရာကျွန်တော်မိတ်ဆွေတယောက်ရှိတယ်သူမစားရရင်ပြင်မပြောနေလေအဲ့ဒါတလုတ်လောက်ပြေးလိုက်ပါဘာ ဟာဘယ်ပေးလို့ရှင်းလဲကွာချင်းမင်းတို့တို့ကမင်းတရား၂ရတန်လားဒီလိုလာတော့လင်းတာပေးရင်ငါစားရတော့မှာမဟုတ်ဘူးဘယ်မင်းနိုင်ဘူးလို့တတိယပြောအဲ့တော့သွားပြောဟေးမင်းကြားလားတတိယပြောမဖြစ်ဘူးမင်းမလို့ချင်တာမရနိုင်တော့မတောင်းတန်တယ်တကယ်ချင်းငါတော့ဘယ်လိုမှမသိဘူးဒါမှမစားရင်ငါတကယ်သေတော့မှာနောက်တစ်ခါသွားပြောရအောင်ပြောတော့ခုနလိုညင်းပြီးတော့နောက်တော့တတိယပြောလဲမင်း၃နှစ်ကကြုံခံမလားအဲ့ကြံငါကျွေးမယ်ကျွံခံမယ် သိစားရင်လားဒီဒီဓမင်းကိုအဲ့ဒါနဲ့သူသုံးနှစ်ပေါ်လေသူဒီထဲအိမ်မှာနေပြီးတော့လှုပ်တော့ပေါ့အကုန်လုံးတစ်ခါလေးကြည်ပြောင်းလှုပ်ပေးတယ်အဲသုံးနှစ်ပြည့်တဲ့ခါကျတော့တတိယသူကောင်းကောင်းကြွေးကြွေးတယ်ပေါ့ဗျအဲ့ဒီနေမှာကြာနာပြင်းစိပြီးတော့တတိယသူ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 အိမ်ကလူတွေပြောထားတယ်သူမယားကလွဲလူတခြားလူတွေအင်းငါ့ကိုပြုစုသူလူသူ့ကိုဒီနေ့ပြုစုကြဆိုတော့အဲ့ဒီမှာလှုပ်တော့သူစားတော့မယ်လှုပ်လို့ရှင်ပြစ်စကပို့တာရောက်လာဆုံးလာခံနော်ဒါချင်းချင်းပြောတာနော်ဒီအချိန်ကသိမ့်မရှိဘူး ဲ့တော့ तू ကရှင်ပိစိကဘုရားဆုံးလာရတာမြင်လိုက်တော့အေးတခါတလေအလှူခံရှိတယ်ငါမှလှူစရာမရှိဘူးတခါတလေငါကလှူကျင်တယ်လှူစရာလေးရှိတယ်အလှူခံပုဂ္ဂိုလ်လည်းမတွေ့လို့မလှူပါဘူးဒီလိုဖြစ်ခဲ့အခုရှင်ပိစိကဘုရားလည်းကြွလာငါမှလည်းအခုဒါရှိကံမဖြစ်ဘူးဆိုတော့ချက်မင်းကွက်ကိုသူကလည်းယူပြီးတော့ရှင်ပိစိကဘုရားရှိသွားအနာရောက်တဲ့ခါကျတော့ပထမဒီခွက်ကိုလူတယောက်ခဏပေးထားတော့ကြာနေရှစ်ခိုး ပြီးတော့အဲ့ဒီခွက်ကိုကင်ပြီးတော့သူကရှင်ပိစိကတပိထဲထမင်းလောင်းလောင်းထဲတာပေါ့တဝက်ကြတဲ့ခါကျရှင်ရှင်ပိစိကဘုရားကတပိပိထားတော်ပြီဘောမင်းလဲစောင်းပေါ့ဆိုတော့သူကရှောက်တယ်အရှင်ဖေဟာဒါတယောက်တွေ့ပါဗျာဒါကိုနှစ်ယောက်ခွဲနေလို့အကျိုးမရှိဘူးအဲ့တော့တပိတော်ရဲ့ဒီဘဝကိုမကြည့်ပါနဲ့ဗျာဒီဘဝတော်တန်တရားကိုကြည့်ပါနောက်ဘဝကိုကြည့်ပါဒါမှမဟုတ်အလှခံတော်မူပါအကုန်လုံးလှူလိုက် သုံးနှစ်ကျွန်ခံရတဲ့ထမင်းနော်တလုံးမှမစားဘဲနဲ့ရှင်ပိစကဗုဒ္ဓကိုလှူလိုက်တယ်အဲ့လိုဖြစ်တော့လူတွေကတခါလေတိတ်ပြီးတော့ဝန်းတာပြီးတော့တာရုခေါ်ကြပါလို့ကောင်းကြီးပြီးတော့ခါရက်ကိုဘာနဲ့တူလဲမိုးများချင်းသလိုပဲတဲ့နော်တမျိုးလုံးပါတယ်အုပ်ကြကြဖြစ်သွားတော့တတိယတတိယဘယ်လိုထင်လဲအာဒီကောင်ဒီလောက်ကောင်းတဲ့ထမင်းမစားတတ်လို့ပေါ့လေနော်ကိုယ်ကားဖြစ်လို့လူတွေကတော့ကြီးကုန်ပြီပေါ့ဒါနဲ့ထွက်မေးရဘယ်လိုလုံးဆိုတော့ဒီလိုမဟုတ်ဘူးအခုဒီလိုလှူလိုက်လို့ဆိုတော့မှတတိယပြောတယ်အေးငါတ ငါတက်တယ်လို့ငါပါခန္ဓာငါခံစားလာရတယ်တခါမှဒီလိုလှူဖို့ရစိတ်မရခဲ့ဒီကောင်သိတော်တဲ့ကောင်မယ်ဆိုတော့မင်းအလှူငါအမျှပေးပါကွာငါငွေတထောင်ပေးပါမယ်ဆိုတော့သူအမျှပေးလိုက်တာအဲ့လိုသူငွေတထောင်ရငွေတထောင်ရတာအပြင်တတိယသူ့ရှိတဲ့ပစ္စည်းတိုးဝက်ခွဲပေးတယ်ချက်ချင်းကျိုးပေးတာနော်နောက်ရှင်ပြန်ကကြားပြန်တော့ရှင်ပြန်လည်းဒီတိုင်းပဲပေါ့ငါအမျှပေးပါမယ်ဆိုပြီးတော့တခါငွေပေးပြန်ပေးပြီးတဲ့နောက်ကျတော့ဘာလဲဆိုတော့သူ့ကိုတတိယလူပေးလိုက်တယ်တတိယခံလိုက်တယ် ချက်ချင်းချက်ချင်းကျူးပြီးတော့လာပြောတာနော်ပြက်ပြက်သားသားနဲ့လှုပ်လာဟုတ်လားငါငတ်ရှင်ငတ်ပြီစီသုံးနှစ်ကြုံလာတဲ့ထမင်းတော့စဉ်းစားကြည့်ဟုတ်လားကောင်းပြီဒါကဥစဉ်မြရှင်းတော့ဟာပါအခုခေတ်တော့ဒီလိုရှင်းချင်မှရှင်းမှာဘာလို့ပြောလဲနော်ဒီနိုင်ငံမှာဖြစ်ခဲ့ဖူတာတကူရှိတယ်ဒါဟိုဟိုးရှိတုန်းက1930လောက်က depression ဆိုတာရှိခဲ့တယ်အဲ့ဒီမှာလေလူတွေအခုလိုဆင်းရဲကြတယ်မွေးကြတယ် မိမတယောက်ကတဲ့ပထမသူအီလီနွားမှာနေတယ်တဲ့အဲ့ဒီကနေသူဖလော်ရီဒါပြောင်းသွားတယ်ငွေလေးပိုင်းလေးအတင်တင်ရှိတယ်ဗောအင်္ဂလိပ်ရှိ stock market သူကဟာလေးဝယ်ထားတာအဲ့ဒီဟာလာတဲ့ခါကျ stock market လေးဖြုံးတော့ကုံရောဆိုတော့အင်္ဂလိပ်ကတော့သူကပတ်စံပေးပြီးသားမလို့အင်္ဂလိပ်တော့ပိုင်းနေတယ်တနေ့မှသူကဘာမှစားချင်မရှိတော့စားချင်မရှိတော့သူအတော်ရှိလှမ်းပြီးတော့စာရေးတယ်လူလူပဲဗောကျမကစားချင်မရှိလို့နည်းနည်းပေးပါဘူး အဲ့လိုစာရေးလိုက်တော့ကိုအဲ့ဒီအချိန်မှာပေါ့လေသူ့အိမ်မှာပေါမုံတလုံးကိုသူနင်းနင်းနင်းစားတာပေါမုံနှစ်ချက်ပဲကျန်တော့နော်တအိမ်လုံးမှာသူစားကြနှစ်ချက်ပဲကျန်တော့အဲ့ဒီသူ့တော်ကဘယ်လိုစားပြန်လိုက်လဲချက်ချင်းပြန်ရင်တည်းနင်းရဲ့ဒုက္ခကဘာလဲဆိုရင်နင်းသူမြရှိရလိုချင်တာပဲရှိတယ်အဲ့တော့နင်းဟာပေးဖို့နင်းလုံးဝမစင်စားဘူးအဲဒါကြောင့်မို့နင်းစင်ရနေတာအဲ့တော့နင်းရဲ့ပြဿနာဖြေရှင်းဖို့လှူလှူလှူပေး ဒါလေးပဲရေးပြန်ပေးလိုက်တယ်ချက်တယ်ဘာမှမဟုတ်လိုက်အဲ့ဒါသူစာဖွင့်လိုက်တော့ဒါသူစိတ်ပြက်တော့တော့ဗောလေစိတ်ပြက်တော့စာလေးသာပြစ်ချတာတော့အဲ့ဒီချိန်မှာအိမ်တကားလာခေါက်ဖွင့်လိုက်တဲ့ခါကျတော့အဲ့နာအဖိုးကြီးတယောက်ဖြစ်တယ်ဟာတကယ် respectable အဖိုးကြီးပေါ့အဲ့တော့လေအာနာပါနာရှက်ရှက်နဲ့ဗောလေပြောတယ်လူပဲကွဲငါလဲစားစရာမရှိဘူးအဲ့ဒီနေ့ငါလဲစားစရာထွက်ရှာတယ်သူလဲသူဇနီးလိုဘာလို့တာသမီးလိုရှိသေးတာသူတို့တွေ့လဲရှာဖို့ဆိုငါဘာမှမရခဲ့ဘူးဗောလေ အဲ့ဒါဒီလိုဖြစ်ပြလဲငါတခါမှမကြုံဘူးအဲ့တော့နင့်မြစားစရာလေးညာရှိရင်ကနည်းနည်းပြီးပါပေါ့သွားတောင်းတောင်းတော့အဲ့ဒီမိမကသွားပြီးတော့ refrigerator ဖွင့်ပြီးတော့ပထမတစ်ချက်ထုတ်လိုက်ဆက်ထုတ်လို့ तू ပေးမလို့ပေါ့ခေါ့ဟိုဘာလေးနဲ့ဆက်ကလေးနဲ့ထုတ်နောက်တော့ तू 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 အတော်ရေးရစာသတိရပေးပေးပေးပေါ့လေနင်းစားကိုင်းလောက်တောင်းစရာဆိုတော့နှစ်ချက်စလုံးနဲ့နော်နှစ်ချက်စလုံးတော့လို့ तू ပေးလိုက် ပြောပြောပြောသေးတယ်ပေါ့လေကျမမှာဒါပဲရှိတယ်။အဲ့လေတိတယ်ပိုပေးစရာမရှိလို့ဒါပဲပေးရတာတိတ်မကောင်းဘူးဆိုပေါ့သဘောပေါ့လေအဲ့လိုပေးတယ်။အဲ့တော့အဲ့ဒီဖိုးကြီးတိမသွားတာတော့ကိုတဲ့ဒီမိမမှာဒါအပြင်အဲ့ဒီနေစားစရာလုံးဝမရှိတော့ဘူးစား။ဖိုးကြီးပဲတိမလဲ။အဲ့လိုပေးလိုက်တယ်။စမ်းနေတော့ပေးလိုက်လို့မကြဘူးတဲ့။လူတယောက်ကလာတကားခောက်ပြန်။အဲ့ဒီတကားဖွင့်လိုက်တဲ့ခါကျတော့သူ့အိမ်ကြီးချင်းပုံပုံတစ်လုံးပိုက်ဝင်လာတယ်။ เนาะဒါဒီသူအိမ်မှာဖုတ်ထားတဲ့ဘောင်းဘုံပေါ့လေဒါလက်ဆောင်လာပြီးပါတယ်ပေါ့ကြည်စမ်းအဲနောက်တနေ့ကျတော့ချက်တဆောင်ရောက်လာတယ်ငွေ30ချက်ဘယ်ရပါရလဲမသိပေါ့အဲနောက်ရက်အတော်လေးနေပြန်တော့သူအကူတယောက်ကနင်းငွေနေတော့ငါပေးမလို့ပေါ့လေမိတ်နေအခုမှပေးတာဆိုတော့ငွေ50ချက်ချင်းကျူးပေးတာပြောတာနော် data ဓမ္မအကျိုးဆိုတာရှေးတော့ငါမှရှိတာမဟုတ်ဘူးအခုလေးရှိတယ် ဒါမလို့ဒီလိုအကျိုးပေးမှလည်းသိချင်မှသိကြမှာပေါ့လေနော်ဒါကြောင့်မို့ကောင်းမှုကုသိုလ်တွေကကိုယ်မှာရှိနေတော့ဘူးအဲ့ဒီကောင်းမှုကုသိုလ်တွေအကျိုးပေးခွင့်တောင်းအောင်ကိုယ်ကတည်းကဖွင့်တတ်ဖို့ပဲရည်ကြည်တာချူးယူတတ်ဖို့ပဲရည်ကြည်အဲ့ဒါဘာနဲ့ချူးယူရမလို့သူ့ဟာနဲ့သူပြန်ချူးယူရမှာဒါနနဲ့ပဲချူးယူရမှာဒါကြောင့်မို့ပေးကမ်းမှုကိုအလေးကျင့်လုပ်ကြပေးမှရတယ်နော်ကိုယ်ကမပေးဘူးကို့ဟာဆိုမရနိုင်ဘူးသူများဘာမှမပေးတဲ့လူကကို့လိုပေးတဲ့လူလည်းမရှိဘူးလေ နော်အဲ့ဒါပေါ့ထို့အတူပဲပေးတယ်ဆိုတာဒီပစ္စည်းမှမဟုတ်ဘူးမေတ္တာစေတနာလည်းပေးလို့ရတာပဲကိုတူရနော်လောက်အနှီးလည်းလည်းပေးလို့ရတာဒါလေးလည်းပေးရအေးတန်ခိဖို့တို့တကူပြေးသွားတယ်ကောင်းပြီဘလောက်လှူရမလို့ဘယ်အတန်းရှိတိအောင်လှူရမှာလို့ဘုန်းကြီးဘုန်းကြီးအနေနဲ့ပြောဆိုမင်းတို့ရှိသမှအကုန်လှူကြกว่าလို့ပြောရတယ်ဟမ်တရားပါခရိယာနေမှာပါရှိတယ်တိုက်သိင်းဆိုရရှိတယ်နော် တိုက်သိမ်းစားပါလို့ဆဲဖို့လို့လှူရတယ်ဟုတ်လားအခုဒီကမွန်မွန်နေရအဲ့တိုင်းပဲလှူခံတယ်မင်းမွန်မွန်နဲ့ဝင်ရင်ကျွန်တော်ရဲ့ income ဆဲဖို့လို့လှူရမယ်ဆိုတော့10%လှူရမယ်ဆိုတော့လက်ခါတဲ့ကိုလက်မှတ်ထိုးရတယ်အဲတချို့ကလည်းအဲ့ဒါကိုပဲသဘောကျပြီးတော့လှူတယ်နော်ဒီလိုတိုက်လို့ရင်ပေါ့လေဒီတဲ့အစားပေါ်များဆိုပြန်ရတယ်ဆိုတော့ယုံကြည်ခြင်းနဲ့လှုပ်ကြတယ်မွ슬င်တွေကဘယ်လောက်လှူရတာသိလားဘာမှမသိဟမ်2 and half percent ်ကိုကိုဝင်ငွေရ200%လှူတာဘုရားဘာသာကြဘယ်လောက်လှူတာ no limit နော်လှူခြင်းတလောက်လှူဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားဘယ်လိုဟောတာတော့ဧတတေညာယမေတာဝီဘုံစေးထာစာတတိထာစာစားလဲစားကြဟေးတဲ့လှူလဲလှူကြဒီလိုပဲပြောတာနော်ဘယ်လောက်စားရမလဲဘယ်လောက်လှူရမလဲဆိုတော့အတိအကျမပြောဘူးအဲ့တော့ကိုယ့်အကူဒါတော့ကြည့်ပြီးတော့ဝင်နေအားမြားနေလေးဆိုတော့ကြည့်ပြီးတော့ဒါလှူတာတန်းရတာပေါ့နော် အဲ10%နဲ့ပိုးလှူနိုင်တဲ့လေရွှေလေလှူ10%မလှူနိုင်ဘူး20%လှူနိုင်ဒီတနေ့လားဘယ်လိုပဲဖြစ်ဖြစ်အလှူဒါန်လောက်တော့လောက်အောင်ဒါပဲပေါ့အဲ့တော့စားလဲစားလှူလဲလှူဆိုတာဗုဒ္ဓဘာသာပါတာနော်တနည်းမှာဟောထားတာရှိတာကတော့ကို income ကို လေးဘုတ်ခွဲလိုက်တဲ့နော်ဤကိနဘောကံပုံစေးရတဲ့တဖို့နဲ့ကိုစားဖို့တော့ဟုတ်ပါဘူးပေါ့လေအဲ့ဒါလောက်တယ်ဒွိဟိကမ္မံပြောစီရတဲ့နဖို့နဲ့ကုန်ကူတန်းရောင်းပဲလောက်ပေါ့ business လုပ်ကျန်တဲ့နောက်ဆုံးအဖို့ကိုတော့တင်ထားရတယ်မင်းဘေးရန်တွေ့တဲ့အခါအသုံးလိုတဲ့အခါလုပ်လို့မင်းလူစံပေါ့ရအဲ့ထင်မှာပါဠိလိုလာလာတော့ဘုရားဟောတာနာထခထာရေးတယ်လူစံပဲထည့်ရထုတ်အောင်လဲဆိုကိုစားဖို့ထည့်ရထုတ်အောင်မင်းမင်းမင်းလေးဖို့တဖို့လေးကမင်းအဲ့ဒါနဲ့စားဆိုအဲ့ထည့်ရထုတ်ပြီးတော့အစိတ်ဝက်ထုတ်ပြီးတော့လှူတဲ့နော်အဲ့လိုဆိုတာဒါကြောင့်မို့ဘလောက်လှူရမယ်ဆိုတဲ့တမတ်ချင်မျိုးဥစဉ်လုံးဘုဒ္ဓဘာသာမှာမရှိဘူးကိုစေတနာရှိတဲ့တော့ကိုလှူနိုင်တဲ့တော့လှူစေတနာရှိတဲ့တော့မဟုတ်လှူနိုင်တဲ့တော့လှူ နော်စေနာဆိုတော့ရှိကြပါတယ်ဟုတ်လားဟိုတရားလူတဲ့လူကအမှန်နဲ့ပြောတထောင်လူကျင်တဲ့စေနာရှိမယ်သူကသူကသူတတ်နှင်တယ်လို့လှုပ်လို့ပေါ့အဲဒါကြောင့်မို့တတ်နှင်တယ်လို့လှုပ်ကြ